မင်္ဂလာညချမ်းပါတီဘောမြို့ကိုဖက်စစ်တက်တပ်သားတွေဝင်ရောက်လာပါတယ် TNL ပူပေါင်းတပ်ဖွဲ့တွေဟာတီဘောမြို့ကိုလက်လွတ်ပေးလိုက်ရှာပါတယ်တီဘောမြို့နဲ့ပတ်သက်ပြီးတရုတ်ရဲ့အမိတ်တော်အတိုင်းပဲလားဒီတွင်နေပါဝင်ကျွန်တော်တို့ဒီကနေ့တော်လိုင်းတက်တွေလက်လွတ်လိုက်ရတဲ့မြို့သိမ့်ပိုက်ထားတဲ့မြို့မြင်းကျန်း ပကဖအချုပ်ခန်းကနေပြီးတော့အချုပ်သားတွေထွက်ပြေးသွားတဲ့ကိစ္စအပါအဝင်စလင်းမျိုးနဲ့တိုက်ပွဲနဲ့တကွကျွန်တော်တို့ဒေတာဆိုင်ရာတည်င်းတွေတင်ပြပြီးတော့မှာဖြစ်ပါတယ်ခဏဦးကတော့ Starling ကိစ္စကစရှင်ပါတယ် Starling နဲ့ပတ်သက်ပြီးငကိုရက်ကကျွန်တော်ပြောခဲ့ပါတယ် Starling နဲ့ပတ်သက်ပြီး Starling နေပိတ်ချဖို့ရှိနေပါတယ် စတာလင်တုံးနဲ့ကျွန်တော်တို့ဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့အဓိကတော့ဒီကနေ့ထိနောက်ဆုံးရသတင်းများအရာစတာလင်ဟာထိုင်းမြန်မာ နေဆက်တကြောကို စတင်ပိတ်ဆို့နေပြီးကြားဖြန့်လုပ်ငန်းတွေကိုအဓိကပြင့်မဲ့ထားပိတ်ဆို့နေတယ်လို့သိရပါတယ်ဒီစတာလင်နေပိတ်ချနေတာ ਨੇ ပတ်သက်ပြီးစတလင်ရဲ့ယုံကြုတ်ကတိုက်ရိုက်ကင်တွယ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့တော်လိုင်းတက်တွေအနေနဲ့ စတာလင်နေတုံးဆွဲနေတာတွေဒေတာအနှံ့ပြားမှာစတာလင်တုံးဆွဲနေမှုတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားဖို့လိုအပ်ပါတယ်။မြန်မာပြည်ရဲ့အင်တာနက်အခြေအနေဟာမြို့ပေါ်မှာလည်းစစ်တပ်ရဲ့ပိတ်ဆို့ထားမှုကြောင့်သတင်းသိပိုင်ခွင့်ကိုပြည်သူ လူထုကဆုံးရှုံးနေတယ်လို့ဖက်စစ်တပ်လက်လွတ်ထားတဲ့မြို့တွေရွာတွေမှာလည်း ဖုန်းလိုင်းရောအင်တာနက်လိုင်းရောပိတ်ချခံထားရတဲ့အတွက်မြန်မာပြည်သူလူထုတော်တော်များများဟာ Starlink ကိုအသုံးပြုနေရပါတယ်။မြို့ပြကလွဲရင်ပေါ့။ဒီ Starlink သာအကယ်၍မြန်မာပြည်ကို ပိတ်မယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရေးပေါ်အဆုံးတရားတက်ရောက်မှုရှိလာနိုင်ပါတယ်။သို့တော့မျောလင်းလို့ရတာကတိုင်းမြန်မာ နေဆက်ကကြားဖြန့်လုပ်ငန်းတွေကိုပဲပိတ်ဆို့မယ်လို့တရင်တွေရှိပါတယ်။ဒါပြင်ကြားဖြန့်နဲ့ပတ်သက်ပြီးအမေရိကန်ဟာအာယုံစိုက်လာ ိုင်းမြန်မာနယ်စပ်ကြားဖြန့်လုပ်ငန်းများအပါအဝင်ဒီကနေ့နောက်ဆုံးသတင်းများအရဆိုရင်ဘီလာရုနိုင်ငံသူတယောက်တပ်ဖြတ်ခံရပြီးကိုရင်းအင်ကာအစိတ်ပိုင်းနေရောင်းစားခံရတယ်လို့သတင်းများထွက်ပေါ်လာပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘီလာရုနိုင်ငံနဲ့မလာဖက်စစ်အချမ်းဘတ်ဟာရုရှားဘီလာရုလို့နဲ့ဟာမဟာမိတ်ဆက်ဆံရေးတိစောက်ထားပြီးဤပညာဆက်လက်နဲ့များအကူအညီပေးနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့သိရတဲ့အတွက် စစ်ကောင်စီ lobby channel တွေမှာတော့ဘီလာရုနိုင်ငံသူတပ်ဖြတ်ခံရပြီးကိုရင်းအင်ကာများရောင်းစားခံရမှုနဲ့ပတ်သက်ပြီးတော့စစ်တပ်ကိုမြင်မြန်အရေးယူပေးဖို့တောင်းဆိုတမ်းတွေလည်းကျွန်တော်တို့ကြားနေရပါတယ်။ဒါပြင်မှာဒီဘောကိစ္စအစပြောကြရအောင်။ဒီဘောကိုမပြောခင်မှာကျွန်တော်တို့လာရှိုးကနေကောက်ချောင်းဆွဲရပါလိမ့်။လာရှိုးကောက်ချောင်းကိုအရှိကိုပြန်ဆွဲရင်၁၀နှစ်ဆက်ခွန်ပထမလိုင်းဒုတိယလိုင်းကိုကောက်ချောင်းပြန်ကြည့်ကြရပါလိမ့်။ တစင်စက်ခုဒုတိယလိုင်းပထမလိုင်းမှာမြို့ပေါင်းရှာနဲ့ချီစစ်ခန်းပေါင်းထောင်နဲ့ချီဖက်စစ်အချမ်းဘတ်တက်ရဲ့တပ်ဖွဲ့ဝင်ပေါင်းထောင်တောင်းချီလက်နက်ချအရှုံးပေးခဲ့ရပါတယ်မြောက်ပိုင်းညီနောင်တုံးဝဲရဲ့တရှိန်တို့ထိုးစစ်အခြားသောပံ့ပိုးမှုများနဲ့အညာဒေတာနဲ့နိုင်ငံတော်ကပီဒီအက်ပီဒူလူလူ ပေါင်းဆက်ပါဝင်တိုက်ပွဲဝင်နိုင်မှုဒီနေရာမှာတစ်စင်းစက်ခုပထမလိုင်းဒုတိယလိုင်းနဲ့ပတ်သက်ပြီးတော့အညာက PDF တွေအသက်ဆုံးခဲ့ရတာယာနဲ့ချီပါလေနောက်တစ်ချက်ဟာပြည်သူလူထုရဲ့တောင်းတောင်းဖျားဖျားကြိုးစူထောက်ခံမှုကိုလည်းမြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာရရှိခဲ့ပါတယ်ဒါကြောင့်မို့တကြိမ်တစ်ခါကမှမရဘူးတဲ့တမိုင်းတလျှောက်မှာမရဘူးတဲ့အောင်မြင်မှုမျိုးကိုအော်ခတ်တတ်တော်အေးအေး TNL လေ MND နဲ့မြောက်ပိုင်းညီနောင်သုံးဘွဲ့နဲ့မဟာမိတ်တပ်တွေဟာပြည်သူလူထောက်ခံမှုကိုရရှိခဲ့တယ်လို့အောင်ပွဲတွေကိုလည်းရရှိပါတယ်။မြောက်ပိုင်းညီနောင်သုံးဘွဲ့ရရှိခဲ့တဲ့အောင်ပွဲတွေဟာမြန်မာတမိုင်းမှာတစ်ချိန်တစ်ခါမှမရှိဘူးတဲ့အောင်ပွဲမျိုးဖြစ်ပါတယ်။ဒီလိုပဲဖက်စစ်တပ်ရဲ့ကြဆုံးမှုနဲ့စစ်ရှုံးမှုဟာလည်း မြောက်ပိုင်းညီနောင်တုံးဝဲရဲ့ထိုးစစ်ကြောင့်မြန်မာတမိုင်းမှာတစ်ချိန်တစ်ခါမှမဖြစ်ဘူးသေးတဲ့ဆုံးရှုံးမှုတွေနဲ့ခံစားခဲ့ကြရပါတယ်။ရမခဆိုတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့10 20ခွင့်ရဲ့ဒုတိယပိုင်းထိုးစစ်ကြီးကြောင့်မြောက်လိုက်ဖက်စစ်တပ်ဟာမြောက်ပိုင်းညီနောင်တုံးဝဲတဲကမှ TNL နဲ့ MDA ရဲ့အဓိကပတ်သက်ဆက်ရှက်နေတယ်လို့ယူဆရတဲ့ တရုတ်နိုင်ငံကိုမြန်မာနိုင်ငံရဲ့တင်ဇာတာနဲ့လုတ်ပိုင်ခွေများကိုထိုးအပ်ပြီးတော့အတနာကံမျက်ရည်ကံချိုးတောင်းမှန်တိုးရှိုးမှုကြောင့်ပထမဦးစွာ MNDA ဟာလာရှိုးမျိုးကိုတရုတ်ရဲ့အမိတ်တော်အတိုင်းလက်လွတ်ပေးခဲ့ရပါတယ်။လူကြားကောင်းအောင်တော့ညှိနှိုင်းသဘောတူတာတို့ငင်းညံကြီးဆွေးနွေးပွဲတို့ခေါင်းစဉ်တက်ပေမဲ့လက်တွေ့သဘောမှာတော့ MNDA ဟာတရုတ်ရဲ့ဖိအားတန်ကို တင်းမခံနိုင်တော့ပဲလာရှုံမျိုးကိုပြန်ပေးလိုက်ရပါတယ်တအပြင်မှာတဆက်ဆက်တဲ့ဝါတက်ဖွဲ့ဟာလေတေယုရဲ့ဖိအားတွေရှိပါတယ်လို့တရားဝင်ဝန်ခံလိုက်ပြီးတေယုရဲ့အမိတ်တော်အတိုင်းပဲညီတိလက်နက်ကင်တော်လိုင်းကြီးတက်ဖွဲ့ကူမှလက်နက်ခရဲမထောက်ပံ့တော့ဘူးလို့ထုတ်ပြောရတဲ့အခြေအနေထိမနေ့ကအထိဆိုရင် UWSC ဝါတပ်ဖွဲ့ဟာရွေးကောက်ပွဲကိုထောက်ခံကူညီမယ်ဆိုတဲ့အကြောင်းရင်းကိုပါထုတ်ဖို့ပြောဆိုခဲ့ရတဲ့အခြေအနေထိရောက်လာပါတယ်။ဆိုတော့ကဒီကနေ့ TNL တပ်ဖွဲ့အနေနဲ့တီဘောကိုလက်လွတ်လိုက်ရခြင်းအကြောင်းတရားမြောင်များစွာ ရှိပေမဲ့လည်းအဓိကအကြောင်းရင်းကတော့တရုတ်ရဲ့အမိတ်တို့မလွန်ဆန်ဝင်လို့ပါပဲ။ ရုပ်ရဲ့ pH ဟာ DNL နဲ့ MNDE ပေါ်မှာပြင်းထန်တဲ့တက်ရောက်မှုရှိတယ်။ဝါတက်ဖွဲ့ပေါ်မှာပြင်းထန်တဲ့တက်ရောက်မှုရှိတယ်။ဒီ pH တွေကိုလွန်ဆန်မှုခက်ခဲလာတဲ့အခါကြတော့တချို့စကားတွေတချို့အချက်တွေကိုမဖြစ်မနေလိုက်ရောပေးရတယ်လို့ပဲကျွန်တော်တို့ကအကြံမြင်ပြောလို့ရပါတယ်။အဲ့တော့နောင်ချိုမှာလည်းဒီအတိုင်းပါပဲအခုတီဘောနောင်ချိုတီဘောနေတကွာပြည်တော်စုလမ်းမကြီးက မြို့တွေပြည်တော်စုလမ်းမပေါ်ကမြို့တွေအားလုံးကိုတရုတ်ရဲ့ယာစတန်အောက်မှာတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာတပြေးပြေးလက်လွတ်ပေးနေရပါတယ်။ပြန်လေတိုက်ခိုက်ဖို့ပျောက်ကြားတိုက်ခိုက်ဖို့ဤပေါင်းစုံနဲ့တိုက်ခိုက်ဖို့အရေးအချင်းနဲ့တိုက်ခိုက်လို့စိတ်ရှိပေမဲ့လေ။နေဇမင်းပေါ်မှာရှင်တန်နေရတဲ့သူတွေလည်းဖြစ်တာတကြောင်။နောက်တကြောင်ကသူတို့တပ်ဖွဲ့တွေရဲ့ အကျိုးစီးပွားတွေဟာတရုတ်နိုင်ငံနဲ့ကြီးမားစွာပတ်သက်ဆက်ဆက်နေလို့တော့တကြောင်အကြောင်းကြောင်းတွေကြောင်းအန်ချိတ်ကကျိတ်မနိုင်ခဲမရနဲ့လက်လွတ်ပေးနေရတယ်လို့ယူဆလို့ရပါတယ်တစ်ဖက်မှာလည်းနိုင်ငံတွင်းမှာစင်နွေးနေတဲ့တော်လန်ကြီးနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့အားမလို့အိုင်မယာမှုတွေကိုအောင်တက်တက်နဲ့အန်ချိတ်ခံရင်း MDA DNN လို့အပေါ်မှာတချို့ပြည်သူလူထုရဲ့နားလည်မှုလွဲတာတွေနဲ့ပတ်သက်ပြီးတော့လေသတင်းစကားတွေအများအပြားထွက်ပေါ်နေပြီတော်လိုင်းကြီးမှာရသွားတဲ့သင်ကန်းစာကတော့တော်လိုင်းကြီးတို့မြည်သည်မြည်သည်နိုင်ငံကူမှမိခူပြီးမြည်သည်နိုင်ငံရဲ့ proxy ကစားပွဲမှဖြစ်လို့မရဘူးဆိုတဲ့သင်ကန်းစာကိုတော့လာရှိုနောင်ချူတီဘောနဲ့ TNL MND တို့မှတဆင့် ်သင်ငန်းစာတစ်ခုခေါင်းခေါင်းကြီးရလိုက်ပါတယ်ဆိုတော့ဒီကနေ့ဒီတလိုင်းတက်တွေတိုက်ခတ်သိမ့်ပိုက်ထားသောမြို့တွေအကြီးအတွက်အမြောက်အများရှိပါသေးတယ် GA PDF က27မြို့သိမ့်ပိုက်ထားပါတယ် AA က18မြို့ MDA 17မြို့မှာတမြို့ပြန်ပေးလိုက်ရပါတယ်လာရှူ DNL ကတော့17မြို့မှာ3မြို့လက်လွတ်ထားရပါတယ် KNU က9မြို့သိမ့်ပိုက် တယ်လို့သိရပြီးနှစ်မြို့လက်လွတ်ရတယ်လို့သိရပါတယ်။ KNDF ကလည်းငါးမြို့တိမ့်ပိုက်ထားပြီးနှစ်မြို့ကိုပြန်လဲလက်လွတ်လိုက်ရတယ်။ CCCB ချင်းတပ်ဖွဲ့တွေကတော့ကိုးမြို့တိမ့်ပိုက်ထားပါတယ်။တမျိုးမှလက်မလွတ်ပါသေးဘူး။ UWSC ဝါတော့လုံးဝစစ်မတိုက်ပဲနဲ့နှစ်မြို့ရရှိထားပါတယ်။ KIA PDF တော်လိုင်းရေးတပ်ပေါင်းစုတွေကတပ်စခန်းပေါင်း260ကိုထိန်းချုပ်ထားပြီးတိမ့်ပိုက်ထားပြီး ရှေမုံနိုင်ခဲ့ပါတယ်။ဆိုတော့လက်ရှိရှမ်းမြောက်ရဲ့စီရှမ်းမြောက်ရဲ့နိုင်ငံကြီးဟာတရုတ်ကိုလွန်ဆန်လို့မရနိုင်ဘူးဆိုတာကိုတော့ကျွန်တော်တို့ကောင်းကောင်းသိတာပေါ့လို့ပါတယ်။လာမယ့်ရှေ့ကာလတော်လိုင်းကြီးနိုင်ငံကြီးကိစ္စရက်တွေစီရေးကိစ္စရက်တွေစဉ်းစားပြီး strategy ချတာတွေ view ချမှတ်တာတွေလုပ်မယ်ဆိုရင်လုပ်ကြမယ်ဆိုရင် တရုတ်ရဲ့ဖိအားနဲ့တရုတ်ရဲ့ရာသီတံစစ်ကောင်စီနဲ့တရုတ်ရဲ့အပိအယူတင်းလေး MND တို့ရဲ့တရုတ်နဲ့ပတ်သက်ဆက်ရှက်တဲ့အခြေအနေတွေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားတွက်ချက်ရတော့မှာပါအိန္ဒိယတရုတ်နိုင်ငံဟာကျွန်တော်တို့ပြည်သူတရက်လုံးကလက်မခံဘဲတော်လှန်နေတဲ့စစ်ကောင်စီအပေါ်မှာအပြည့်အဝယုံကြည်ပြီးတော့ ့အကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်ပြီးစစ်ကောင်စီဘက်ကရက်တီလိုက်ရှင်သူတို့အတွက်အကျိုးရှိမယ်လို့ယုံကြည်ထားပုံရပါတယ်ဒီအချက်ကိုကျွန်တော်တို့ဟာပြောင်းမြန်လှန်ပစ်နိုင်ရင်တော့တရုတ်ရဲ့အတွေးကြောင်းသွားနိုင်ပါတယ်အဲ့တော့တရုတ်ဟာစစ်ကောင်စီနဲ့ပတ်သက်ဆက်ဆံရင်ပတ်သက်ဆက်ဆံ သူတို့တရုတ်နိုင်ငံအကျိုးစီးပွားအကျိုးရှိလိမ့်မယ်လက်ရှိတရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေမြန်မာပြည်တွင်းကအကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့ယူဆယုံကြည်တာကြောင့်စစ်ကောင်စီနဲ့ပေါင်းရခြင်းဖြစ်တယ်လို့ကျွန်တော်တို့တိတိကျကျရှုမြင်သုံးသပ်လို့ရပါလိမ့်အဲ့တော့ဒီအချက်တွေမှားကြောင်တက်တည်ပြပြီးစစ်ကောင်စီကတရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့အကျိုးစီးပွားတွေကာကွယ်ပေးနိုင်စွမ်းမရှိဘူးစစ်ကောင်စီနဲ့ပေါင်းရင်တရုတ်နိုင်ငံအကျိုးမဖြစ်ထုံးမှုဆိုတဲ့အချက်ကိုကျွန်တော်တို့တော်လိုင်းကြီးတပ်ဖွဲ့တွေကတက်တည်တင်ရှင်ရှားရှားပြနိုင်ခဲ့ရင်တော့အင်ဒီယန်တရုတ်နိုင်ငံရဲ့မြန်မာပေါ်ထားတဲ့ policy ပြောင်းလဲသွားပါလိမ့်မယ်။ဒါကိုတော်လိုင်းကြီးတပ်ဖွဲ့တွေတော်လိုင်းကြီးခေါင်းကင်ဖခင်တွေတော်လိုင်းကြီးခေါင်းဆောင်ကြီးများတွေကစဉ်းစားသုံးသပ် policy ချမှတ်ဖို့လိုပါတ အဲ့တော့တီဘောကတော့လက်လွတ်လိုက်ရပါ DNA လူတွေနေနဲ့လေသူတို့အသက်ဆုံးတိုက်ထားတဲ့မြို့တစ်မြို့လက်လွတ်လိုက်ရတဲ့အပေါ်မှာစိတ်နှလုံးချုံချုံချဝမ်းနေပူဆွေးနေနေလို့ရှုံ့ချမိပါတယ်တိုးတော့စီးနိုင်ငံကြီးဆိုတာအင်အားဩဇာပါဝါကိုအခြေခံတာပါအင်အားဩဇာပါဝါရရဲ့ဂျားထဲမှာမလူးတာမလွတ်တာနဲ့ဆောင်ရွက်နေရတဲ့တိုင်းသား ERA တပ်ဖွဲ့တွေကိုလည်းနားလည်ပေမဲ့ကျွန်တော်တို့တော်လန်ရေးရဲ့ဥဆောင်သော ပုံကူများဟာဒီ policy ကို မတွက်ချက်ပဲရှေ့ဆက်သွားနေရင်တော့ဒီတော်လန်ရေးဟာလုံပါပါသွားနိုင်ပါတယ်ဒီတော်လန်ရေးဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေဖက်စစ်တပ်ဟာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုပ်ပါလိမ့်မယ်ရွေးကောက်ပွဲလုပ်ပြီးတကာလား အစိုးရအဖြစ်ကြီးညာပါလိမ့်မယ်ကဘာကိုမျက်လဲပြပါလိမ့်မယ်ထောက်ခံမဲ့အနည်းဆုံးနိုင်ငံတွေကတော့တရုတ်နိုင်ငံရုရှားဘီလာရုအပေါဝင် နိုင်ငံပေါင်း၄၅နိုင်ငံကတော့ဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကတက်လာတဲ့ကဘာကိုကလိန်ကြမယ်အစိုးရအဖွဲ့ကိုထောက်ခံပြီးတော့ဆက်လက်ပြီးဖက်စစ်တပ်ဟာမြမမြေပေါ်မှာပြည်သူလူထုနဲ့ တိုင်းသားအားလုံးကိုကြုံပြုတ်ဖို့ကြိုးပမ်းပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးတက်တွေတော်လိုင်းကြီးဘတ်တော်သားတွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရွေးကောက်ပွဲဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဆက်လက်တော်လိုင်းကြရအောင်ပါပဲဖြစ်ပါတယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ရင်ကျွန်တော်တို့ထပ်ပြီးတက်လုံကောင်းဖို့လိုပါသေးတယ်မဖြစ်ဖြစ်အောင်လုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ထိုးစစ်ကြီးတရက်နိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးတရက်မစင်နွေးနိုင်ရင်တော့ဒီရွေးကောက်ပွဲဖက်စစ်တဲ့ဖြစ်အောင်လုပ်ပါလိမ့်မယ်ရွေးကောက်ပွဲအလွန်တော်လှန်ရေးဟာတက်လုံကောင်းပြီးရေရှည်စစ်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်ဒါကတော့ရွေးကောက်ပွဲတရုတ်ရဲ့ရာသီတန်နဲ့အမိတ်တော်မြတ် DNL MNDA အတွဲအဆက်နဲ့တီဘောမျိုးလက်လွတ်ရခြင်းအခြေအနေတွေကိုကျွန်တော်တုံ့သက်ပြောကြားခြင်းလို့မှတ်ယူလို့ရပါတယ် ခုတခါငင်းချံပကပအချုပ်ခန်းထဲကနေပြီးတော့အချုပ်သား30ထွက်ပြေးပါတယ်။သမင်းကြွေးတာတဲ့အကျိုးပေါ့ဗျာ။ဂျင်နီဖာကွန်ဗင်းရှင်းလို့လူခွင့်ရီတို့ခွေးခွင့်ရီတို့တွေနဲ့စစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲအစိုးရတံံနဲ့ကိုကိုကိုအုတ်ချုပ်သူစိတ်ပေါက်နေတဲ့ဒီຫນွေဦးတော်လံရေးရဲ့ကောင်းကင်ပုတ်ကိုတွေဟာဒီတော်လံရေးကို တော်လန်ကြီးနဲ့တူအောင်မလုပ်ချင်းရဲ့အကျိုးဆက်တွေဒီနောက်ပိုင်းမှာတရဆက်ခန်းစားနေရပါတယ်ကိုစိုက်ပြိုးတာကိုရိတ်သိမ်းကြတာပဲလို့ကျွန်တော်ခဏခဏပြောပါတယ်အဲ့တော့ဒီကနေ့ညဉ့်ညံဖျိုင်ပကဖအချုပ်ခန်းကနေအချုပ်သား30ထွက်ပြီးတယ်တနတ်တွေပါယူဆောင်သွားခဲ့တာပါဒါဆိုမြင့်ညံခရိုင်ပကဖတဖွဲ့လုံးဟာတာဝန်ဝတရားပို့ယုံမှုအချုပ်ခန်းဖောက်ပြေးမှုတနတ်ပါသွားတဲ့အမှုတွေနဲ့စစ်ဥပဒေအရဆိုရင်တော့ ကျုံမှာရိုင်းဆိုင်နဲ့စီးမဲ့ကမ်းမဲ့ဖယူဖျဲဖြစ်နေပါတယ်ဆိုတော့မာလာဖတ်စစ်တက်ရဲ့စစ်ဥပဒေမှာတော့ဤကဲ့သို့အဖြစ်မျိုးဖြစ်ခဲ့ရင်ချက်ချင်းစစ်အချုပ်ကြပါတယ်စစ်ထောင်ကြပါတယ်ချက်ချင်းတရားစွဲခံရင်အခက်မသိရင်တနက်ပါသွားတဲ့အသက်သေတမ်းတော့ပြီးရင်ပေးခံနိုင်အောင်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကမြူဒန်ညညူရဲ့အစိုးရကဖွဲ့စည်းထားတဲ့ပတ်ခတ်ဖရီရဲ့ပြဿနာတွေအများပြားကိုတော့မြူဒန်ညညူရဲ့အစိုးရက တာဝန်ယူဖြေရှင်းနိုင်စွမ်းအင်မတန်အားနေတာကိုတော့ကျွန်တော်တို့တဲ့တဲ့ရှုမြင်ရပါပါကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေပကပါရီရဲ့လောက်ကိုင်းဆောင်ရွက်မှုတွေမှားယွင်းမှုတွေရောင်တော်ပြန်နေလက်တင်ရစရောခေါ်တာတွေကြောင့်ညီမຫນွေဦးတော်နိုင်ရဲ့အရှုပ်ထွေးသောအခင်းချင်းကြီးကိုစကိုင်းတိုင်းအားခံစားမိရပါတယ်အဲ့တော့ဖပြည့်တဲ့အချုပ်သားတွေထဲမှာအမျိုးသား9ဦးအမျိုးသမီး1ဦး စုစုပေါင်း၈ဦး AK တလက်အတူတလက်ကာပိုင်တလက်ဒရှိတချောင်းဒါရင်းနဲ့0ပျောက်ကြားတပ်ဖွဲ့ကိုတက် ကြီးကပြန်လဲဖမ်းမိလိုက်ပါတယ်အချုပ်သားတွေဆိုတာလည်းကျွန်တော်တို့မသိပါဘူးဖမ်းပြီးတော့သက်ဆိုင်ရာကိုအလိုက်တဲ့အခါကျတော့မြင်းကြံ KI ပတ်ခတ်ဖအချုပ်ခန်းကထွက်ပြေးလာတယ်လို့သိရပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရကဘလို့အေးအေးယူမလဲတော့မသိသေးဘူး ရှေးဦးကိုဖမ်းမိထားပြီးပြီဂျန်နဲ့22ယောက်ကတော့တရင်ပေါက်ကြားမှုတရင်မလုံးကျုံမှုတာဝန်ပေါ်ယုံမှုလက်နက်ပြန်လဲယူဆောင်ထွက်ပြအာဒါရီကိုမြို့သားညညရေးအစိုးရရဲ့တပ်ဖွဲ့အသီးသီး MOD ကဝေးဝန်ကြီးဌာနမှာစစ်ဥပဒေမရှိဘူးလားစစ်စည်းကမ်းစစ်စည်းမီးမရှိဘူးလားဘကဖရီဒီလိုပေါ်ယုံမှုတွေအတွက်အေးအေးယူမှုတာဝန်ခံမှုဘာမှမလုပ်ချအောင်လား ရင်းမပင်ခင်ဘကဖားနဲ့ပတ်သက်ပြီးတော့လေလူတက်မှုတွေအစုလိုက်ပြုံမလိုက်တက်မှုတွေဖြစ်ပေါ်နေဒါတောင်မှဘောင်ဥပဒေနဲ့မှစေဥပဒေရပ်ပတ်ဥပဒေနှစ်ခုလုံးနဲ့အရေးယူနိုင်ခြင်းမရှိဘူး PDF လက်ဆွဲဆိုတဲ့စာအုပ်ကျွန်တော်ကြုံရင်ဖတ်ပြပါဦးအဲ့ဒီထဲကပြထန်းတဲ့ MOD ကပြထန်းတဲ့အချက်တွေနဲ့အညီ MOD ဟာလောက်ကင်ဆောင်ရွက်နိုင်ခြင်းမရှိတာဘူးတော့ကျွန်တော်တို့ အမှန်တိုင်းရှုမြင်ကြရမှာပါနောက်တစ်ခုကကျွန်တော်တို့ဒီလိုတွေဖြစ်နေပြီမဲ့လေကျွန်တော်တို့ပြည်သူကာဝေးတော်လန်ကြီးရဲဘော်တွေဟာနေ့စဉ်မပြတ်ဖက်စစ်တပ်ကိုတော်လန်နေစေပါရေဦးမှာမိုင်းဆွဲပါတယ်နော်မကွေတိုင်းဆက်လင်းမှာကင်းလေနေတဲ့ဖက်စစ်တပ် ဒီမုံဝင်နေတဲ့ဖက်စစ်တပ်ရဲဘော်တွေမိုင်းဆွဲပါတယ်အဲ့တော့အော်တိုဘာ16ရက်နေ့မှာဆလင်းမြို့ပေါ်ပန်းချန်ထောင်းမှာကင်မုံဝင်နေတဲ့ဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲခဲ့တယ်အော်တိုဘာ15ရက်နေ့မှာစင်ပြူကျွန်းလမ်းပိုင်းမှာကင်းလေးနေတဲ့ဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲခဲ့တယ်ဆိုတော့ရတဲ့နီးတဲ့ဆက်လက်တော်လန်နေတဲ့သူတွေဟာလည်းအများအပြားပါအဲ့တော့တော်လန်ကြီးရဲ့ပုံသဏ္ဍာန် ော်လိုင်းရဲ့ဥပတိယုတ်ဟာဘုံမပီပြင်းစွာဖြစ်ပေါ်လာဖြစ်ပေါ်လာဖို့တော်လိုင်းဥပတိယုတ်ကြည်လင်ပြတ်သားဖို့တာဝန်အဓိကဘသူမှရှိနေတာလေကျွန်တော်လူမြတ်ကြောင့်မှရှိနေတာလားတခြားဘသူတီမှရှိနေတာလေကျွန်တော်တို့တယောက်ချင်းစီမှလည်းတာဝန်ရှိတယ်လို့ကိုကိုကိုတော်လိုင်းရဲ့ခေါင်းဆောင်မှလို့တာဝန်ခံထားတဲ့သူတွေငွေကြေးအမြောက်များလက်ခံပြီးတော့ သူတို့ကိုယ်တိုင်ဒီဒေါ်လာရေးကိုလုတ်ပါမယ်ဥဆောင်ပါမယ်လို့ကိုယ်တိုင်ခံယူထားတဲ့သူတွေရဲ့စီမံခန့်ခွဲမှုကတော့ဒီကနေ့ပြည်သူလူထုစိတ်ပြတ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အစိုးရလုတ်ပါလားဒေါ်လာရေးလုတ်ပါလားအာနာဝီချင်းကြီးဆောင်ရွက်ပါလားကပိုက်ဆောင်တက်တွေဖွဲ့စည်းပါလား နောက်တစ်ချက်ကတကယ်ပဲအစိုးရအုပ်ချုပ်သူလုံတော့မှာပါဒါရီယာပြည်သူလူထုက၅နှစ်ကျော်ကာလမှာအင်မတန်သိချင်သောမိခွန်းတွေဖြစ်နေတယ်လို့မနေ့ကပဲကိုသိမ့်မြတ်တင်တဲ့ဗီဒီယိုထဲမှာစရင်စစ်ချုပ်ဘာလို့မခန့်တာလဲဆိုတော့အန်ယူဂျီအစိုးရပေါ်ဝေဖန်သုံးသက်ချက်ရှိတယ်လို့အန်ယူဂျီအစိုးရလောက်ကအမေရိကန်ဝန်ကြီးဌာနရဲ့တရင်တပ်ဖွဲ့များပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုလည်း အလုံးကြာပြီးသားဖြစ်မှာပါတတိုင်းပြည်လုံးကတော်လန်ကြီးတော်လန်ပြည်သူ အလုံးကတိုင်းသားတစ်ဖွဲ့တွေကိုအန်ယူဂျီကိုရောစစ်နိုင်တိုက်ရေးအတွက်တောင်းတောင်းဖြတ်ဖြတ်ဝိုင်းရံအားပေးထောက်ခံပါတော့လေဒီကနေ့ဒီအချိန်မှာတော့ဒီလိုဖြစ်နေပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ကဆုံးဖြတ်ပြီးသားဒီတော်လန်ရေးကိုအောင်ကွင်းမှာလွယ်အခြားမရှိဘူး ဘလို့အခြေအနေမျိုးကိုမဆိုရင်ဆိုင်မယ်လို့တန်လိုက်တန်ချရတဲ့ပြည်သူလူလူနဲ့တော်လိုင်းရေးကိုတော်လိုင်းရင်းနဲ့တူအောင်လုပ်တဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်တဲ့တိုင်းသား ERA တပ်ဖွဲ့များတော်လိုင်းရေးတပ်ဖွဲ့များ ਨੇ အတူပူးပေါင်းတဲ့ပြည်သူတပ်ပေါင်းစုနိုင်ငံရေးတပ်ပေါင်းစုစီရေးတပ်ပေါင်းစုတပ်ပေါင်းစုပုံစံနီးနာတွေ ਨੇ ဖက်စစ်တဲ့အမြင့်ပြတ်ချီမိုးရေးတိုက်ပွဲကိုတော့ ဆက်လက်စင်နွဲကြားရပါမယ်ဦးမေရေရှိစစ်ပွဲဖြစ်လာပါတက်လုံးကောင်းဖို့လိုပါတယ်အလုံးကျေးဇူးတင်ပါတယ်